ရှိဥစွာဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့မုသာပြောတတ်တဲ့အဖေများဆိုတဲ့ခေါင်းစဉ်နဲ့ခေါင်းပေးတော်မှာဖြစ်ပါတယ်။ကပောက်ချန်အခန်း20နဲ့စာပိုက်98ကိုဖတ်ပါမယ်။သွားကြစဉ်တွင်အိဇက်သည်အဘအာဗျံကိုအဘဟုခေါ်လင်။ငါသားငါရှိဟုအာဗျံထူးလေ။အိဇက်ကလည်းမြည်ပိုက်ထင်းလဲပိုက် ယေရှုစရာဘုသိုးတငယ်တဲ့အဘယ်မှာရှိတနည်းမေးလင်အာဗျံကငါသားယေရှုစရာဘုသိုးတငယ်ကိုဘုရားသခင်သည်မိမိဘုပြင်ဆင်တော်မူလိမ့်မည်ဟုဆိုလေ၏ပြောတော့တွေ့ရတယ်ဒီနေရာမှာအိဇတ်ကိုနော်အာဗျံကသူ့ရဲ့အလုံးချစ်တော်တယောက်တည်းသောသားအိဇတ်ကိုဘုရားခင်ကိုရစ်ပူဇော်အောင်မှာဖြစ်တယ် အဲ့တော့အဲ့လိုရစ်ပူဇော်မှာကိုသူကအင်းဆက်ကမေးတယ်အဖေထင်းလဲပါတယ်မီးလဲပါတယ်ဘယ်မှာလဲရစ်ကောင်ကဆိုတော့အဖေကလိန်ပြောတယ်မုသာပြောတယ်ငါသားတဲ့တောင်ပေါ်မှာဘုရားသခင်ကသူ့ပူဇော်ဖို့အတွက်သူ့တငယ်ကိုသူပြင်ဆင်ပေးလိမ့်မယ်ဟာလိန်ပြောတယ်ဆိုတော့တွေ့ရတယ်တကယ်တော့လဲသူပြောတဲ့အတိုင်းလဲဘုရားသခင်ကတော့လဲနော်တကယ်ပြင်ဆင်ပေးပါတယ် သူ့အတွင်တောင်ပေါ်မရောက်သေးဘူးမရောက်ခင်မှာဘုရားဟိုအာပြန်ကသူကသူ့စိတ်ထဲမှာနော်ဒီသူ့ပေးလိုက်မယ်လို့သူကယုံပြီးပြောတာမဟုတ်ဘူးတကယ်တမ်းကျတော့နော်သူ့ရင်ထဲမှာအလွန်ခံစားရပင်မဲ့နော်သူ့သားကိုသူရစ်ပူသွားမယ်ဆိုတော့အလွန်ခံစားရပင်မဲ့ သားကိုလိန်ပြောတာသားစိတ်ချမ်းသာအောင်လိန်ပြောတယ်ဆိုတော့တွေ့ရတယ်အဲ့တော့အဲ့ဒါကသားတော်ပါကောင်းလို့လဲလို့မေးရင်အဲ့လိုမဟုတ်ဘူးတကယ်တမ်းကျတော့အစ္စတ်တွေ့တော့အောင်ပွဲရနမိလက္ခဏာဖြစ်ဖို့အစ္စတ်ကသူများနဲ့မတူအောင်ထိုးခြားတော်သူဖြစ်ဖို့ဒီအခွင့်အရေးကိုဘုရားသခင်ကအာပြန်ကို ပြင်ဆင်တာဖြစ်တယ်။သူကတော့ကိုသားကိုအေးစပ်တွတ်တော်အံပွဲတကောနမိတ်ခန္ဓာနဲ့လူမျိုးတကာထဲမှာ အလွန်ထိုးခြားသောသူဖြစ်မှာဆိုတော့အေးစပ်တွတ်တော်အကျိုးကြီးတယ်။နော်နောက်တစ်ချိန်မှာအကျိုးကြီးမယ်ပေါ့။ဒါပေမဲ့အပြန်တွတ်တော်အင်မတမနာကျင်ရတယ်ပေါ့။တယောက်တီတော်သားအလွန်ချစ်တဲ့သားကိုသူကိုယ်ရဟန်းတားမှာဆိုတော့ဘာဖြစ်လို့အေးစပ်တွတ်အကျိုးကြီးလဲဆိုတော့ ဟေဘဲခံ7စပိုက်စခွန်နဲ့78เนาะ19ဒီစပိုက်3ခုမှာဘာတွေ့တယ်လဲဆိုတော့အဗျံကဣဇက်ကိုရစ်ပူဇော်ဖို့လှုပ်တဲ့ခါမှာသူ့စိတ်ထဲမှာဘလို့ယုံကြည်ပြီးဘလို့သိပြီးတော့မှပူဇော်ဖို့လှုပ်တယ်လဲဆိုတော့ဖယားသခင်ကဒီဣဇက်မှာပဲမင်းရဲ့အမျိုး တည်စေမယ်လို့ပြောတာဖြစ်တဲ့အတွက်ဟာလာဒီဣဇကာငါရစ်ပူဆိုရင်လေဖျားသခင်ကအသက်ပြန်ရှင်စေမယ်တေချင်းကနေထမြောက်စေမယ်သူအဲ့လိုယုံတာဆိုတော့တေချင်းကနေထမြောက်တဲ့သူဖြစ်ခွင့်ကဘသူရမလဲဆိုတော့ဣဇကာရမှာတင်းလေတေချာတော်ကခုကတော့ဖျားကိုမြင်တွေ့အောင်မှာဖြစ်တယ်ဣဇကာ ဘယ်အောင်မြင်တွေ့အောင်မှာဖြစ်တယ်အဲ့တော့ပြီးရင်လေလူလောကကိုပြန်လာမယ်ဆိုတော့ तू ဟာအလွန်ထူးခြားတဲ့ तू ဖြစ်မယ်အေးဇက်တွက်ကတော့ तू နားမလည်ပေမဲ့မချခင်မှာအမတန်မှထူးခြားတော့ तू ဖြစ်စေမယ်ကဘာပေါ်မှာနော်ဆိုတော့အေးဇက်တွက်တော့အကျိုးအလွန်ကြီးတယ်ပေါ့ဒါမဲ့အပြန်တွက်ကတော့ရင်ကျိုးစရာဖြစ်ရတယ် ဲ့ခါမှာသူ့သားလောလောဆယ်နော်သူနာကျင်စွာခံစားရတာကိုမမျက်နာမှာမပေါ်ဘဲနဲ့အစဉ်ပြောင်းသူ့သားကြားကောင်းအောင်နော်သူ့သားစိတ်ချမ်းသာပြောတယ်ဆိုတော့တွေ့ရပါတယ်ဒါလိုပါပဲပေါ့ဒီနေ့အဖေများဟာနော်အလုံးတော်လည်းမဆိုလိုပါဘူးနော်အများတော်ဖြင့်ဖခင်တယောက်ရဲ့ စကားဟာအယယာမှာတာသမီတွေတိဖို့ကယုံအယယာကိုကျွန်တော်ကယုံဖို့မဟုတ်ပါဘူးအဲ့တော့အဖေကိုနော်အဖေကိုခင်ဗျားတို့တာသမီတွေနဲ့အဖေနေကောင်းလားလို့မင်းငါနေမကောင်းဘူးလို့တောင်းတောင်းနဲ့ပြောမှမဟုတ်ဘူးအဖေအစဉ်ပြေလားလို့မင်း အဆင်မပြေဘူးလို့ဘယ်အဖေကမှလည်းပြောမှာမဟုတ်ဟာအဲ့တော့အဖေပတ်စံတော့တော့လူနေတယ်တာကိုတမီးကိုတာဒီចောင်းတက်ခြင်းနဲ့ဟိုចောင်းတက်ခြင်းနဲ့နော်အိုပညာသင်ခြင်းဒီပညာသင်ခြင်းနဲ့အဆင်မပြေဘူးလို့ဘယ်တော့မှပြောမှာမဟုတ်ပါဘူးအဲ့ဒါကြောင့်ဒီနေ့ မူတာပြောတဲ့အဖေများလို့ပြောတဲ့ခါမှာနော်ပြောချင်လို့ပြောတာမဟုတ်ပါဘူးတာသမီတွေအကျိုးအတွက်ပြောတာဖြစ်ပါတယ်ပြောတဲ့အချိန်လဲမရရအောင်အဖေကနော်တာသမီအတွက်နော်တာသမီစိတ်မထိခိုက်ရအောင်အစင်ပဲစူးစမ်းပြီးတော့မှအလွတ်လွတ်တက်တဲ့သဘောရှိပါတယ်။ဒါကြောင့်ဒီနေ့ဖခင်များနေ့ ဟိုသင်္ကန်းတွေနေပေါ့နော်ဒီကာလဖတ်ခင်ကွန်ပျူတာကာလပေါ့ပြောမစွန်းတော့မပြောချင်တာကတာသမီတွေခမရိုးရဲ့ဖတ်ခင်နော်အဲ့တော့အဖေနေကောင်းလားလို့မင်းနေကောင်းတယ်ပဲပြောမှာအဖေအဆင်ပြေလားလို့မင်းအဆင်ပြေတယ်ပဲပြောမှာပဲဖြစ်တယ်သူကတော့တာသမီနေတဲ့အရာရာမယုံပါနဲ့ငါဖေတကယ်ရောနေကောင်းရဲ့လားငါဖေတကယ်ရောအဆင်ပြေရဲ့လား အဲ့တော့ငါဘာလုပ်ပေးရမလဲငါဖိတွေ့ဆိုပြီးတော့မှဒီနေ့စဉ်းစားတတ်ဖို့ဖြစ်ပါတယ်ဒါအဖေအများစုကဒီတိုင်းပါပဲဟောတာသမီးတွေစိတ်ပူမှာတာသမီးတွေနော်ဟိုစိတ်ဆင်းရဲမှာဆိုရင်တော့ခရောက်မှာကိုဘယ်တော့မှမဖြစ်စေချင်တဲ့အတွက်ဟောစကားကိုမို့တာပြောလက်ရှိတယ်ဆိုတော့ကမမေ့ကြပါနဲ့မမေ့ကြပါနဲ့ အဲ့တော့တာသမီးကဟိုးနိုင်ငံခြားမှာရောက်နေမယ်အရွယ်ရောက်လာတော့အဖေနဲ့ဝေးရအောင်နော်အလုပ်လုပ်ကြမယ်ပညာရှာကြတယ်စီးပွားရှာကြတယ်အိမ်ထောင်ကွဲသွားကြတယ်ဖုန်းလေးနဲ့ဗီဒီယိုကောလေးနဲ့စကားပြောဖြစ်တယ်နော်တခါလေအိမ်လာလဲတယ်နော်အဝေးကဆိုတော့ပူဆိုးတော့ဗောအဖေအဆင်ပြေလား နော်ဒါဘာလို့ပြရမလဲ။အော်မလို့ဘူးအဆင်ပြေတယ်ပဲပြောမှာ။ဒါကြောင့်ဒီလိုစကားမျိုးမှာအဖေစကားအရာရာမယုံကြပါနဲ့။ကိုရင်ကြည့်ပါကိုရင်လေ့လာပါ။အဖေနော်လိုအပ်ချက်ကိုတားတဲ့သမီးတွေအရွယ်ရောက်လာတဲ့ခါမှာဖြည့်ဆည်းပေးရမယ်။တာဝန်ရှိပါတယ်။နော်။ဒါကြောင့်အာဗျံကြီးကတော့လေနော် ရင်ကျိုးရပင်မဲ့လဲဒီနဲ့သားစစ်ချမ်းတောင်ပဲပြောတယ်။ဘာလို့လဲသူ့သားအကျိုးအတွက်အလွန်ကြီးတယ်။အလွန်ကြီးတယ်။တတိုင်းမှာပဲဒီနေ့ဒီမှာနားထောင်နေကြတဲ့သင်တို့အားလုံးဟာအဖေရှိသေးတယ်ဆိုရင်တော့နော်အဖေကခမရတို့ရဲ့နော်သင်တို့စိတ်ထိခိုက်အောင်စိတ်ပူအောင်ဆိုးရအောင်နော်ဟိုအဲ့လိုစကားမျိုး ဘယ်တော့မှပြောမှာမဟုတ်သူပဲကြိတ်ပြီးခံစားနေမှာဖြစ်တယ်သူပဲအစဉ်ပြောင်းရအောင်နော်အလုပ်လုပ်သွားမှာဖြစ်တယ်ဒါကြောင့်ဘယ်လိုမှဖြစ်ရလျာနော်အရရပြီးသားနော်ကိုချရာဘကိုယက်တည်နိုင်တဲ့ဟာလာတာသမီးများအနေနဲ့ view site ပေးပါလို့မင်းတို့နော်တင်တော့အဖေဟာမူတာပြောတတ်တဲ့အဖေဖြစ်ပါတယ်နော်တင်တို့စိတ်ဆင်းရဲမဲ့စကားဆိုရင်ဘယ်တော့မှမပြောတတ်ဘူး မပြောဘဲနဲ့အမှုသာပြောတတ်တဲ့ဖေဖြစ်တယ်။စကားအားလုံးမယုံကြနဲ့ပေါ့။လက်တွေ့ကြည့်ပြီးတော့မှနော်အဖေကိုကျူးဆက်ကြပါလို့။နော်ဒါဟာဘယ်ခင်နော်လူချင်းနဲ့အပြုတ်မှုဖြစ်ပါလေ။ဒါကြောင့်ဒီနေ့ဆက်ပြီးတော့မှဖခင်ပေါ်မှာတတိထားပေးကြပါလို့ဂရုစိုက်ပေးကြပါလို့ပြောချင်နေကုန်ချုပ်တယ်။သင်တို့အားလုံးဘုရားခင်ကောင်းချီးပေးပါစေတော့။အာမင်။